ိမ်နောက်မရှိပဲနောက်ထပ်ကလေးတယောက်ဝေးတယ်ဆိုပြီးဝေးပန်းခံနေရတဲ့အေဒင်ချိုဆွေ M Celebrate များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင့်အေဒင်ချိုဆွေကမြန်မာနိုင်ငံကအောင်မြင်ကြော်ကြားတဲ့အဆိုတော်တွေထဲမှာဆိုရင်တယောက်ပါဝင်ဖြစ်ပြီးမဲ့တခြင်းအသက်တွေမထုတ်တော့တာကြားပါပြီးဒီနှစ်ပိုင်းတွေမှာလည်းမြန်မာနိုင်ငံမှာမနေပဲတမိဖြစ်သူကိုနိုင်ငံခြားခေါ်သွားပြီးအခြေချနေထိုင်နေတာပါအေဒင်ချိုဆွေကအောင်မြင်နေတဲ့အချိန်မှာခင်မုံမရှိပဲကိုဝင်ရှိခဲ့ပါတယ်စစ်သူကောင်းလင်းနဲ့ရတဲ့ကိုဝင်ဖြစ်ပြီးမဲ့တာဝန်မယူတဲ့အတွက်တယောက်တည်းကလေးမွေးလိုက် က်ပါတယ်။လက်မထက်အသည်သလုံးခင်မွန်လဲချပြစရာမရှိဘဲကလင်းမွေးတဲ့အတွက်ဝေဖန်မှုများစွာကိုရှင်းဝဲခါးစင်းခံခဲ့ရတာပါ။ဒါပေမဲ့အမလျှော့ပဲတမင်းလေးကိုလူလာမြောက်ဒီကနေ့အချိန်ထိတယောက်တည်းပြုစုနေတာဖြစ်ပါတယ်။ လက်တလုံးမှာလည်းအေဒင်ချူဆွေကကလေးနောက်တင်ရောက်ထမွေးလိုက်တယ်ဆိုပြီးသတင်းတွေကပြန့်နှံ့လာတာပါကလေးမွေးလိုက်တဲ့ပုံတွေပါပြန့်နှံ့နေတာမို့ဆိုရှယ်မီဒီယာမှာပွဲဆူလို့နေတာပါကလေးမွေးတယ်ဆိုတဲ့သတင်းအပေါ်မှာတချို့ကလည်းလက်မထက်အသေးပဲဘလို့ကလေးမွေးတာလဲဆိုပြီးမိကုံးထုတ်စရာတွေဖြစ်နေပါတယ်ဒါအပြင်ခင်မမရှိပဲနောက်တယောက်ထမွေးပြန်ပြီလားဆိုပြီးရှားစရာမရှိအောင်ကိုပြောဆိုနေတာပါတကယ်တမ်းမှာတော့အေဒင်ချူဆွေကနိုင်ငံသားမှာချစ်သူကောင်းလေးရနေတာကြားပါပြီးနိုင်ငံသားမှာအခြေချနေတိုင်းကလေးကသူ့ရဲ့လက်တွဲပေါ်အသေးရှိနေကြတာပါလက်တွဲ ဲဘော်အတစ်ကိုတည်ရဝင်ချမပြပေမဲ့သူရဲ့ဘလော့တချို့မှာဆိုရင်နောင်ကျောပဲဖြစ်ဖြစ်ထိရိုက်တာမျိုးရှိပါတယ်။လက်တွဲဘော်အတစ်ကသမီးလေးပေါ်မှာလည်းချစ်ပေးပါတယ်။ဒါကြောင့်မိသားစုဘဝလေးကိုထူထောင်ထားတဲ့အရေးအယံတွေရှိလို့နေတာပေါ့။ဒါပေမဲ့လက်ထပ်ထားတဲ့ဆိုပြီးချပြထားတာမျိုးတော့မရှိပါဘူး။အေးတင်ချိုးဆွေကသမီးလေးမွေးကလေးကပြဿနာတွေကြောင့်သူရဲ့ကိုကြီးကိုရာကိုချမပြတော့တာဖြစ်ပါတယ်။သူကိုသူတိတ်တိတ်ဆိတ်ဆိတ်နေတာနေထိုင်တတ်တာပါ။ကိုကြီးကိုရာကိုချမပြပဲနေနေတယ်လို့လက်ရှိမှာကလေးမွေးထားကြောင်းလဲ post တင်တာမျိုးမရှိပါဘူး။တင်ပြီး ြီးချက်ချင်းပြန်ပြန့်လိုက်တယ်ဆိုတာမျိုးလည်းဖြစ်နိုင်တာကြောင့်အမှန်တကယ်ကလေးမွေးလာတာမဟုတ်ဘူးဆိုတာကိုအားလုံးကစဝင်စဝါဖြစ်နေတာပေါ့အေတင်ချိုဆွေကအဝလွန်နေတာမို့ကိုဝင်ဆောင်ထားရတာဆိုပြီးခံမှန်းရခတ်ပါတယ်အဝလွန်နေတဲ့အပေါ်မှာလည်းတော်တော်များများကအပြင်းထန်ကိုဝေးပန်နေခဲ့ကြတာပေါ့အခုနောက်ပိုင်းမှာသူ့ပုံတွေကိုလည်းမတင်တော့ပဲတမိဖြစ်သူရဲ့ပုံတွေကိုသာတင်နေခဲ့တာပေါ့ ပြီးခဲ့တဲ့လေးလပိုင်းတုန်းကဖြူဖြူကြသိန်းကဩစတြေးလျမှာဖျော်ဖြေတဲ့ပွဲလုပ်ခဲ့တဲ့အတွက်အေတင်ချိုဆွေနဲ့တမီလီ EVY တို့ကတွားရပြီးတော့အားပေးခဲ့ပါတယ်ဖြူဖြူကြသိန်းကအေတင်ချိုဆွေတို့တာမီနဲ့ဆယ်ဖီပုံတွေရိုက်ပြီးပုံတင်ထားခဲ့ပါတယ်အဲ့ဒီပုံတွေမှာအေတင်ချိုဆွေကိုအဝလွန်တယ်လို့ဝေဖန်တဲ့ပုံမှာဝါနေတာကိုပလင်းကျင်နေဆိုလဲစိတ်ကြိုက်ပလင်းကြပါအခုတော့ဂျမ်းမာကြီးရဝိတ်ချလို့မရသေးပါဘူးဂျမ်းမာကြီးရအဝလွန်နေတာပါနောက်လေးလလောက်နေမှဝိတ်ချလို့ရမှာပါဆိုပြီးတုံ့ပြန်ခဲ့ပါတယ်ဒါကြောင့်မလို့ကလေးမွေးတယ်ဆိုတာကလည်း သတင်းမှန်တစ်ခုလို့ထင်ကျင်စရာကောင်းနေတာပေါ့။တမီးလေးနောက်တယောက်မွေးတယ်ဆိုရင်လည်းအေတင်ချိုဆွေအတွက်ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးဖြစ်သွားမှာပါ။အေတင်ချိုဆွေကမိခင်ကောင်တယောက်ဖြစ်ပြေဝပိသားသူပေါ့။သက်ဆိုင်သူကတာဝန်မြူလာတော့ကလင်းကိုမရှိအောင်မလုပ်ပဲဝေဖန်မှုတွေကိုရှင်ဆိုင်ပြီးမွေးခဲ့တဲ့မိခင်ကောင်ဖြစ်ပါတယ်။ပရိသတ်ကြီးနေနဲ့ရောအေတင်ချိုဆွေကဒုတိယမြောက်တမီးလေးမွေးလိုက်တယ်ဆိုတဲ့ပုံမြင်လေးကိုပြောပြပေးခဲ့ပါဦး။အစုံတိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ යි တင်ပါတယ်ရှင်။